စောနိုင်ထွက်သူကအဝင်အဝင်ဆိုတော့တချို့ပြိတ္တတွေကဥပုပ်ဥစောနိုင်လို့ချက်အခီးတွေပါကြတော့ဟောမဥစောနိုင်ကြီးလာဥစောနိုင်ကြီးလာမင်းတို့တို့ရှင်းပြကျွန်တော်ဥစောနိုင်ကြီးပါရှင်းပြဟိုရုပ်ရှင်ရိုက်တဲ့အချိန်မှာ၃ခါလောက်စုံပြီးတယ်တကားတဲ့စုံရှာရှာပပစုံပြီးလိုက်အဲ့ဒီကြောင်းမှာသွားလေနေပြီးတော့ပြဟန်းဝင်လိုက်သူပြန်လွန်တော်မူသွားတဲ့အချိန်မှာလေတကယ်ဝါရင်တပါရင်ဆရာတော်ကြီးတွေ တကျူတယ်လို့ပြောတာမိသိင်းကျူအဲ့လိုလောင်တိုက်ကြီးပိုင်းနဲ့တခန်းတနာသူတကျူ85နဲ့ဆင်းနေဆင်းနေစအသက်ကြီးပိုင်းရောက်လာတဲ့အချိန်ကျတော့နာလေပိုပြီလားသူတို့ကမိသားစု၈ယောက်ရှိတာနော်မိသားစု၈ယောက်ရှိတာသူဆုံးနိုင်ဟာဒုတိယသူက ငယ်ဆုံးငယ်ဆုံးဆိုတာတားအဖလောက်ကိုကြွားတာအဲ့လောက်ကိုကြွားတော့ဆိုသူဦးစောနိုင်ရဲ့သားသမီးတွေနဲ့ဦးနဲ့ဆိုလို့ရှိရင်အလွန်ဆုံးကြွားမှနှစ်နှစ်သုံးနှစ်အဲ့လောက်ပဲကြွားတယ်အဲ့လိုဒေဒူဒီလိုပြည့်နေတယ်ကိုသူ့တွေနဲ့သူ့မတွေနဲ့ဘယ်နဲ့ဒေဒူဒီဖြစ်ကငငယ်လေးတည်းအဲ့ဒီဝါသနာရှိတယ်ဝါသနာလက်ရောက်လဲသူကတက်ပြီးတော့ခဲတဲ့ဝင် သွားနိုင်လားလဲဆက်သွင်းတယ်အဲ့တော့တောင်ကမာသူကသူတို့ကတောင်ကမာတိတောင်ကမာအဲ့သွေးစုပ်ဖုတ်ကောင်ဆိုတဲ့ဇက်ကကြီးဟိုးတော့ငငယ်တော့သွေးစုပ်ဖုတ်ကောင်ဆိုတဲ့ဇက်ကကြီးတောင်ကမာနဲ့လာရိုက်ကောသူကအသိဝင်သွားတာတိလားဝင်သွားပြီးတော့ဘယ်နေရာပြည့်ပြည့်သေးဦးဆောင်အဲ့မှာသူကအဲ့တော့ကောရာဇောဥကောအဲ့ရာဇောဥနေရာနေသူကသေးဦးဆောင်လေအဲ့ဒီမှာသူကဒီလိုရှင်နေတော့ချီစုံပြုတ်ကောဝင်တော့အဲ့ဒီဟို ရှမ်းပြောင်းဧည့်သည်ရှမ်းပြောင်းဧည့်သည်မှာသူကရှမ်းတဘောစိုင်းပန်းစိတ်အဲ့အဲ့နာမည်တော်တော်အဲ့တော့အဲ့ခေတ်ကတော်တော်နာမည်ကြီးသွားစိုင်းပန်းစိတ်ရဲ့ဟေးဆိုပြီးသူကအဲ့သူသူဒီတဘုံတွေထွက်လာခဲ့ပြီသူကအဲ့လိုလုပ်အဲ့တော့သူကအဲ့မှာနာမည်ရအောင်ရသွားတော့အဲ့မှာသူကစောနိုင်နောက်ကဝန်စာကွန်မြင့်နဲ့ရှမ်းပြောင်းဧည့်သည် now သူကအဲ့မှာအိမ်အောင်ကြတော့ဗမာအိမ်အောင်ကြလဲဆိုတော့လားရှုမှာအိမ်အောင်ကြလားရှုကအမေကြီးကြောင့်နဲ့အိမ်အောင်ကြတော့သူကအဲ့ရလဲရှမ်းပြည်မှာသွားနေပြစ်တယ်ဟာအဲ့မှရှမ်းပြည်မှာနေလိုက်ဒီမှာလာလှုပ်လှုပ်လိုက်နောက်ကျတော့သူကဟိုဘက်ကလုံးဝဆက်သွက်ဖြတ်လိုက်ပြီးတော့ဒီမှာပဲရန်ကုန်မှာပဲနေတော့ဘူးသူရှင်ကြီးရိုက်တယ်ရိုက်တဲ့နေရာမှာသူကအဲ့သူကရှမ်းပြည်မှာနေတာလဲပါပဲရှမ်းပြည်အောင်ဧည့်သည်လည်းပါတယ်ဆိုတော့တတိယအဲ့ရှမ်းပြည်အောင်ဧည့်သည်ဆိုတော့စကလုံးကနေတူတူသွားပြီးတော့စောနိုင်ရှမ်းပြည် ဒါကမှကိုရီးယားကအသက်80ရှိနေကိုရီးငယ်ငယ်တည်းကသူကသိဥဆောင်အဲ့မှာသူကနာကိနာလိမ့်မယ်တီဂျီရုပ်ရှင်တော့ကနားတော့မယ်ဆိုတော့ဒါရှိမှလည်းပြန်နေမယ်ဆိုပြောပြန်သွားတာလာစုရောက်ပြီးတရနေ့ရဲ့အပဲနေတယ်ဒီဖြတ်သွားတယ်သူကအေးတဲ့တံကသူကဒီမှာအနေကြာနေတော့အေးတဲ့တံခဏတရနေ့ရဲ့လောက်ကြာတယ်ဒီဖြတ်သွားတော့ဘုက္ခ ဟိုရှမ်းဆေးတို့တရုတ်ဆေးတို့အဲစွမ်းထက်တယ်စွမ်းထက်တော့အဲ့လေဖက်တာတော်တော်ကြီးလက်သက်တာဒီပြန်လာပြီးတော့သွေးရှင်တကန်းတကန်းရိုက်ကြည့်တယ်ရိုက်ပြီးတော့ဒီအဖွဲသားတွေအားနာအားနာလေဆိုတော့သူစကားတစ်ခွန်းနှစ်ခွန်းပြောဖို့ဆိုအခေါက်ခေါက်ပြန်ရိုက်နေတာအားနာပြောနေရိုက်ကြတယ်နားလိုက်ပြောသူတောင်းမူနားအုပ်တွင်းဆိုပြောပြီးရှိတယ်အဲ့အုပ်တွင်းမြို့လေးမှာ အမေရဲ့မောင်အမေဆုံးကအဲ့မှာကြောင်းတက်ဆရာဈေးကြောင်းဈေးကြောင်းကြောင်းတက်ဆရာအဲ့ဈေးကြောင်းရဲ့ဆရာတော်ကြီးကဦးလေးပေါ့နော်အဲ့ဦးလေးကြောင်းမှာသွားလေနေပြီးတော့ပြဟန်းဝဲလိုက်ပြဟန်းဝဲလိုက်ပြီးတော့အဲ့ဦးလေးဆရာတော်ကြီးကလည်းသိမကြဘူးမကြခင်မှာပြန်ပြန်လည်တော်မူသွားတယ်ပြန်လည်တော်မူသွားတော့ဦးစောနိုင်ရဲ့အောက်ညီမရဲ့ตาအဲ့မှာကြောင်းတက်ဆက်ခံတယ် စောက်ခံကလေးရသွားတော့သူအဲ့မှာဘုန်းကြီးနဲ့အဲ့မှာသွားနေတဲ့အချိန်အဲ့သူတော်မောင်လည်းသူကောင်းကောင်းပြုစုစောင့်ရှောက်စောင့်ရှောက်သွားပြီးတော့သူပြန်လွန်တော်မူသွားတဲ့အချိန်မှာလည်းတကယ်ဝါရင်တပါရင်ဆရာတော်ကြီးတွေတကျူတယ်လို့ပြောတယ်မိသိင်းကျူအဲ့လိုလောင်တိုက်ဒီပိုင်းနဲ့တခန်းတနာသူတကျူပြီး85နှစ်အဲ့ပြန်လုံးလုံးမူကန်ဒီတစ်နှစ်လောက်မှာတော့သူကအုံနောက်ကကြုံ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 တိတ်မသိတော့ မသိတော့နာမည်တစ်လုံးတစ်လုံးတော့ပဲသူ့ခေါင်းထဲမှာရှိတယ်။သူ့ရဲ့အထက်အမနာမည်ဒီပေါ့။ဒီလောက်ပဲ။သူ့ရောက်သွားတဲ့အချိန်မှာမှတ်မိလားလို့ဆို။တေချာကြည့်ပြီးတော့ညနာလေးကိုလာဆိုင်။အော်ငါညီလေးတဲ့။အဲ့ဒါတော့မှတ်မိ။ကျန်တော့တိတ်နေမြန်ဆန်ဆန်မမမေကြောက်နေတာပဲတဘာလည်းနေနေတာတကယ်ပီတိတဲ့သူရောခဲ့ယောဂာနဲ့ဘာမှမမှတ်မိတဲ့အချိန်ကကို့ညီလေးမှတိလို့ ကိုတော်တော်လေးပြည်ပြီးဖြစ်ရအောင်ကိုဦးစောနိုင်အထွက်သူကအဝင်အဝင်ဆိုတော့တချို့ပြိတ္တတွေကဦးစောနိုင်လို့ချက်အခီးကြီးတွေဆိုတော့ကျွန်တော်ဦးစောနိုင်ကြီးလားဦးစောနိုင်ကြီးလားမင်းတို့ရှင်းပြကျွန်တော်ဦးစောနိုင်ကြီးပါရှင်းပြကိုရုပ်ရှင်ရိုက်တဲ့အချိန်မှာ၃ကားလောက်စုံပြီးတဲ့တကားတဲ့စုံရှာရှာပပစုံပြီးလိုက်ညိမ့်နေတိညိမ့်နေသူတို့ကမှလည်းလည်းကြောင်းဆန်သေးတယ်လေ တော့သူကတီတီငင်ငင်ပဲကောင်းကောင်းမွန်မွန်ခန့်ခန့်ထိတ်တယ်ပဲသူကတေးဥစ္စာဦးကအဲ့စီးပွားရေးလုပ်ရင်းနဲ့စီးပွားရေးကိုဆက်မလုပ်ချင်တော့လုပ်ချင်တော့စောင်းနိုင်တယ်သွားတိုင်တယ်တဲ့အချိန်ကမင်းကလည်းကွာရဲမင်းကလည်းတေးဥစ္စာကိုဝါသနာပါမှာပဲတဲ့ငါလည်းအသက်ကြီးပြီတဲ့ဝင်တေးဥစ္စာတော့ကလည်းဝင်ပါလားတဲ့သူအဲ့လိုပြောရတော့တေးဥစ္စာတကယ်ကို तू ကဟိုနာမည်တစ်လုံးပေါ့နော်စောင်းနိုင်ရှမ်းပြည်ဆိုတော့နာမည်ကိုကောင်းကောင်းထိန်းနိုင်တယ်လေ ဲ့တော့ဘာပဲဖြစ်ဖြစ်အခုခရီးသေးသေးလေးတွေကတော့မသိကြတော့ဘူးပေါ့နော်ဒီ40တန်း50တန်းလောက်ဆိုလို့ရှိရင်တော့သူကောင်းကောင်းသိသေးတယ်ဟိုစောင်းတိုင်းရှမ်းပြည်ဆိုတော့ဥစ္စာပြည်နယ်မှာကြံနေပါတယ်ပြည်သက်တွေနှုတ်ပြမှာကြံနေတယ်ဥရုတောင်မဥရုတောင်မဒီလောက်ကားတွေအများကြီးရက်တယ်ဥဝင်းမြိုင်ဆိုတာခေါ်ဖို့တိတ်မလွယ်ဘူးကြာကြီးဆောင်ရတယ်ပြည်သက်ကဥဝင်းမြိုင်ဆိုတဲ့နာမည်ကိုခေါ်ဖို့ကြာကြီးဆောင်အော်ရုပ်ရှင်ထဲမှာပါတယ်ဒီဗီဒီယိုထဲပါတယ်ဒီလောက်နဲ့ပဲချိန်နှံ့နေတယ် နှစ်ပေါင်းတော်တော်များများကားပေါင်းတော်တော်များရိုက်တော့မှဥဝင်းမြိုင်ဆိုတဲ့နာမည်လေးပြိတ်သက်တယ်အကြာအကြာတော့မှကိုယ်ကလည်းအဲ့ဒါလေးပဲပြည်ကြည့်တယ်